ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဆရာလေးညာနာတစ္ဆာညာနာတစ္ဆာဟုတ်ကဲ့ဆရာလေးညာနာတစ္ဆာကအမေအတွက်မေးထားတာပါဟုတ်ပြီမေတော်ကြီးအတွက်ပေါ့ဟုတ်ကဲ့ပါဆရာကြီးဒေါ်တင်မြားတဲ့84နှစ်တဲ့မုံရွာကပါတဲ့ရွေကြီးပြီမုံရွာဟုတ်ဟုတ်အခုခိတ္တစင်ကာပူလို့ရေးထားပါတယ်ဆရာကြီးရှင်တဲ့အမေကတဲ့ပန်းနာရင်ကျက် သွေးတိုးနှလုံးရောဂါရှိပါတယ်တဲ့နံပါတ်တက်လဲပါသူမြေတစ်ကပန်းနာပန်းနာရင်ကျက်ဟုတ်ပြီနှစ်ကသွေးတိုးနှလုံးသွေးတိုးနှလုံးနှလုံးပန်းနာရင်ကျက်သွေးတိုးရဲ့နှလုံးသွေးတိုးရဲ့နှလုံးဟုတ်ပြီရောဂါအခံရှိပါတယ်တဲ့မကြသေးခင်ကတဲ့ညဘက်မှာတဲ့ခြေပွားပူတယ်လို့ပြောပါတယ်တဲ့ဟုတ်ပြီအခုတဲ့နေရောညရောတဲ့ခြေပွားတွေပူပါတယ်တဲ့ ဟုတ်ပြီနောက်တစ်ခါခြေတောင်ညောင်းလို့လို့ပြောတယ်တဲ့ဟုတ်အဲ့ဒါတော့ပူတာနဲ့ညောင်းတာကတော့နှစ်ခုမဟုတ်ဘူးသမီးပူတဲ့တန်ညောင်းအကျောတက်တယ်လို့ဖြစ်နေမှာပူတော့လေဟုတ်ကဲ့ဆရာကြီးအဲ့တော့အဲ့ဒါလည်းပဲအားမငယ်နဲ့လို့ဆရာကြီးကအားပေးစကားပြောခြင်းတယ်ဟုတ်ကဲ့ဆရာကြီးပူတာလဲယောဂအေးတာလဲယောဂချင်းအတူတူအေးတာအနေရရှိတယ်ဟုတ်ကဲ့ဆရာကြီးလေဖြတ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးသူအပူဓာတ်လေးနဲ့နေတာက ဒီအရွယ်တွေကမြတ်တာနေကောင်းနေအရွယ်စကားပြောသွားပြီလေနော်အဲ့တော့ပူတဲ့အခါမှာရေချိုးပြီဆိုလို့ရှိရင်ခြေဘွားလေးစားတာမှန်ဖို့ပေးနော်ဒေချာကောင်းတော့မှာပါအဲ့တော့သူကလေခြေတော်ညောင်းနေပြောလို့တဲ့ညဘက်မှာတဲ့ကြောနဲ့ခြေတော်ကိုတဲ့ကန်းစော်စီလူပြီးနှိပ်ပေးတာ6လရှိပါပြီတဲ့ကန်းစော်စီရယ် အများဆုံးနဲ့ပြည်စီတကူပဲဟုတ်ကဲ့ဆရာကြီးမျှတော့မျှတာပါတယ်လိမ့်ပြီပါရပါတယ်ဒါမဲ့6လရှိပြီဆရာကြီးလိမ့်ရနဲ့မပြောင်းရင်တော့ဆက်လိမ့်တယ်လားအဲ့လောက်ကြာသွားရင်တော့လည်းပဲတမျိုးမျိုးပြောင်းဖို့ဟုတ်ကဲ့ဆရာပြောင်းစရာပါရှိလေလို့ဆရာလမ်းညွှန်ပေးမယ်နော်ဟုတ်ကဲ့ဆရာကြီးနေ့တစ်ခါမှမှန်လိမ့်ဟုတ်ကဲ့ဆရာကြီးနှစ်ကြိမ်နဲ့သုံးကြိမ်လိမ့်ညအောင်ကရမက်တစ်ကြိမ်လိမ့်ဟုတ်ကဲ့ဆရာနေ့တစ်ခါညကရမက်ညကရမက်နေ့တစ်ခါ ညကရမဲ့ဘာမှမထင်နဲ့တဏ္ခါဆိုလက်သွေးတဏ္ခါတန်တန်လေးဟုတ်ကဲ့ဆရာကရမဲဆိုရကိုကြောက်ပြင်မှာကိုအတုံးကရမဲအတုံးကိုသူသွေးပြီးတော့အဲ့ဒါတောက်တဲ့အခါတိုင်းလိမ့်တဲ့အခါတိုင်းမှာတကောတကောရက်တဏခါရက်ကရမဲရက်ဒါမဲ့အဲ့ချိန်မှာထညက်တော့မစားမိစေနဲ့ဟုတ်ကဲ့ဆရာအဲ့လိုရက်လဲရက်မယ်လိမ့်လဲလိမ့်မယ်ဆိုရင်အဲ့တဏခါနဲ့ကရမဲက ပူပြီးတင့်မြတ်ပါတယ်အနေလေးกินပါတယ်လို့ဆိုရက်အဲ့ဒါလေးစီးအဖြစ်အကြံပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးအားလို့အစာဝအနာကင်းဘုရားရှင်ကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကကိုကျော်စန်းဦးပါကိုကျော်စန်းဦးဟုတ်ပြီကိုကျော်စန်းဦးအသက်34နှစ်အရွယ်ကောင်းနေဟုတ်ကဲ့ဖះပန်းစွဲအလုံးတဲ့တရား ဖျားပန်းဆွဲအလုံးတဲ့ဟုတ်ပြီအင်းလေးရပါဆရာကြီးဟုတ်ပြီဆရာကြီးခင်ဗျာတဲ့စချင်းပြန်ယောဂါဖြစ်နေပါတယ်တဲ့ဘာယောဂါစချင်းပြန်အစာအချင်းပြန်တာအစာရေးအစင်ပြန်တာဟုတ်ပြီလေဘင်းနာတစ်ဆို့ဆို့နေတဲ့အနေရခက်ပါတယ်တဲ့ဟုတ်ပြီညညအိတ်မရပါဘူးတဲ့ဟုတ်ပြီဆရာကြီးဗီဒီယိုတွေကြည့်ပြီးတဲ့စီကြောအစာတွေရှောင်လိုက်တာတက်တာလာပါတယ်အဲအဲ့ဆက်ရှောင်ပါဟုတ်ကဲ့ဆရာတည့်သွားပြီဆက်ရှောင်ပါဟုတ်နောက်တစ်ခုက ตาမှတ်တစ်ဆက်တည်းပြောကြတာပေါ့နော်ဟုတ်ကဲ့ဆရာကြီးအစာကိုအစာတစ်ခုနဲ့တစ်ခုအလုံးလိုက်ဘေးနားမှာစားစရာလေးကြာတာလိုက်တစ်လုံးနှလုံးစားလဲယူအဲ့လိုအကျင့်ရှိရတယ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုဘေးနားမှာအစာလေးကြာထားပြီးတော့လေဟုတ်ကဲ့ဆရာကြီးစားလေးစားလိုက်အလုံးလိုက်ရင်နူးလေးတောက်လိုက်အလုံးလိုက်အဲ့လိုမလုပ်ပါနဲ့ဟုတ်ကဲ့ဆရာကြီးအစာဆိုတာလူကြောက်တဲ့ဒီနေ့ကိုအ ਨੇ ဆုံးနှစ်ကြိမ်ကနေသုံးကြိမ်ပဲစားတဲ့နဲ့ဟုတ်ကဲ့ဆရာကြီးဒါမှဂျားထဲမှာအစာရင်က ချက်ဖို့နားနေခွင့်ရမယ်ဟုတ်ကဲ့ဆရာအစာချက်ခွင့်ရမယ်နားနေခွင့်ရမယ်တချို့ကအာဟာရချိုးတဲ့လို့ယောဂဖြစ်တာမဟုတ်ဘူးအစာရင်းအဲ့လိုမစားတတ်လို့အစာအိမ်အနားမရလို့ယောဂဖြစ်တာဟုတ်ကဲ့ဆရာအခုဒါဖြစ်တဲ့ယောဂဒါရည်သားချင်အရာဆိုအစာအိမ်နားနေချိန်မရဘူးဟုတ်ကဲ့ဆရာအဲ့ဒါလေးကိုနားနေချိန်လေးပြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာခုနကပေါ့နော်စီကြောအစာတွေရှောင်လိုက်လို့တက်တာလာတယ်တဲ့တနေ့နာယီဝက်လမ်းလျှောက်ပါတယ်တဲ့ ကောင်းနေလို့တဲ့အစာအများကြီးမစားရသေးပါတဲ့နာယူကတော့နေတယ်ဟုတ်ကဲ့ဆရာကြီးအနည်းဆုံး45မိနစ်တနားကြီးလောက်ရှောက်တယ်လေဟုတ်ကဲ့ဆရာကြီးရှောက်တယ်ဆိုတော့တခါတရံမှလည်းပဲ3-5မိနစ်ပြေးပြရမယ်ဟုတ်ကဲ့ဆရာကြီးပြေးစရာနေရာမရှိတနေရာတည်းမှာဂျော်ဂီလုပ်ရမယ်ဂျော်ဂီလုပ်ရမယ်ဟုတ်ကဲ့ဆရာကြီးအဲ့လိုတော့ဘာဖြစ်မှလဲလို့မေးတော့အမြဲတမ်းတကူတော့ကနေပြီးတော့ညိနေတဲ့တွေးတွေလှုပ်ရှားသွားမယ်ဟုတ်ကဲ့ဆရာကြီး အစွန်ဖျားမြောက်တဲ့သွေးတွေလေးတွေအစွန်ဖျားတွေရောက်သွားမယ်ဟုတ်ကဲ့ဆရာအဲ့တော့လူကအဲ့လိုလေးချိန်ကလေးလှုပ်ပြန်နေမလှုပ်မီအဲ့နိုင်ပဲအတွက်မှာလူရဲ့ပေါ်ပါမှုကတိတိတသာကြီးကိုပေါ်ပါသွားမယ်ဟုတ်ကဲ့ဆရာတခါတလေမှာဆရာတို့ကိုယ်တိုင်ခံစားချက်လေးပြောကြတယ်เนาะအေးထားပြီးလူရဲ့တကယ်ကိုအဖိုးကြီးစိတ်ပေါက်တယ်เนาะအဲ့တဘူတဘွားသွား ဘရိတ်ဖတ်စီတလုံးတို့အစာပြေလေးစားပြီးရည်လေးတော့ပြီးရတာပဲလားဆရာအိမ်မှာတော့တခုခုတော့ကောင်းတာဟိုဘက်ထိတ်မှာလဲစိုင်းတစ်ဆိုင်ဟုတ်ကဲ့ဆရာဟိုဘက်ထိတ်ကလည်းစိုင်းစိုင်းရှေ့ရည်မြောင်းရည်လည်းကွန်ကရစ်လိုင်းခင်းထားတယ်ဟုတ်ကဲ့ဆရာအဲစိုင်းတစ်ဆိုင်စီရှိတဲ့ကြောင်ဆရာအိမ်ရှိကိုမော်တော်ဆိုင်ကနေမောင်းသွားတယ်စပိန်နဲ့စီလာတော့မရှိတော့ ရှိလူလူချင်းကတော့ကိစ္စမျိုးရှောင်းလို့တယ်ကိုကသူတစ်ပတ်သက်ပြီးတာပေါ့နော်ဟုတ်ကဲ့ဆရာရှင်လန်120ရှိတယ်။အော်ဟုတ်ကဲ့ဆရာ။အဲ့လိုပြေးတာပေါ့။ဟုတ်ကဲ့ဆရာ။ပြေးလိုက်မိုးလို့ရှိရင်အသက်ကိုဝါဝနှာခေါင်းရှူသွင်းဟုတ်ကဲ့ဆရာ။ပါဇက်ထုပ်နှာခေါင်းရှူသွင်းပါဇက်တဝါသွင်းပါဇက်ထုပ်နှာခေါင်းရှူသွင်းပါဇက်ထုပ်အချိန်နဲ့စလုံးခဏလေးနာဒီလစ်တကုံနှိုးတော့လိုက်ပြေးလိုက်အဲ့ဒါပြီးလေးပြီးသွားလူရတခါရောပို့ပါပြီးတော့ တနေ့ကိုနေလို့စားလို့ကောင်းတော့တာပဲအခုဒီနေ့ကိုသမီးမလာခင်မှာဟုတ်ကဲ့ဆရာကြီးကိုသမီးလေးနဲ့အခုညီပြတဲ့တနေ့ရေချိုးပြီဟုတ်ကဲ့ဆရာကြီးဒီမှာထွက်ပြီးတော့တမိမလာခဲ့စေကုလမ်းလျှောက်ပြီးလမ်းလျှောက်တယ်ဟုတ်အဲ့တော့အခုပြောရစီဝါရမှာဘာမှကြောင်းကြမဆိုင်ဘူးဘုကိုဟိုပို့ပို့ပပလေးပြောနေတယ်နောက်မှဆိုရင်စကားပြောရလဲမောတယ်တမိ သူဆက်ရေးထားတာဆရာကြီးအသားငားတယ်တဲ့အသီးရွယ်ပိုစားပြစ်ပါတယ်တဲ့အဲ့ဒါကောင်းပါတယ်ဟုတ်ကဲ့ဆရာအသားငားတော့မစားပဲတော့မနေနဲ့အဲ့အသားငားမစားခြင်းဘူးဆိုရင် injury အသားငားမစားဘူးလေဒါပဲ protein ညာပြီးတာပဲဟုတ်ကဲ့ဆရာပေးပိုစားပေါ့ဟုတ်ကဲ့ဆရာပေးစားတဲ့ခါမှာတော့ပေးဂရီပါပေးဂရီပါတည်ရနော်နောက်ပေးနီလေးအဲ့လိုပေးမျိုးစားပြီးပါလို့ဟုတ်ကဲ့ပါဆရာကြီး သူကလေအစာရင်အတွဲတဲ့စနွင်းကားဆေးလုံးနဲ့တောက်ကြည့်နေပါတယ်တဲ့ပူခါဆိုလို့တဲ့ချင့်ချိန်တောက်နေပါတယ်တဲ့ဆရာတော့မတောက်ပါနဲ့လို့ပြောခြင်းလေဟုတ်ကဲ့ဆရာကြီးနော်ဟုတ်ကဲ့အစာမန်သူတို့အခါစားခြင်းဟုတ်ကဲ့ဆရာကြီးမယ်စီရီနဲ့ဂွေးတော့ဟုတ်ကဲ့ဆရာကြီးနော်နေကိုမယ်စီရီတော့နောက်ညဘာမေခွေးတော့ကိုတော့ အဲ့လိုမဲစီနဲ့ခွေးတော့မဲစီနဲ့ခွေးတော့တရက်စီတော့လည်းကောင်းတယ်ဒီနေ့မဲစီနောင်းနေခွေးတော့ဟုတ်ကဲ့ဆရာကြီးဒီနေ့မဲစီနောင်းနေခွေးတော့အဲ့လိုတောက်လိုက်လည်းပျောက်သွားမှာပါပဲဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်းဖျားရှင်ကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီး ကိုတန်းစောဦးပါအခုမေခွန်းရှင်ကကိုတန်းစောဦးဟုတ်ကဲ့28နှစ်ပါအဲခလီလီပဲဟုတ်ကဲ့ဆရာကြီးမကွေးရပါတဲ့ကောင်းပြီနိုင်ငံညာပြန်လာပြီတဲ့အခုဒီမှာအလုံးမရှိဘူးတဲ့ဘယ်ကပြန်လာတာလဲနိုင်ငံညာမသိဩဒူဘိုင်းထင်တယ်သူဟာဆရာကြီးခင်ဗျားတဲ့ရင်ဘတ်တင်းပြီးတဲ့ညဘက်ဆိုဘိုက်ထဲမှာတဲ့အစာချေသလိုအတန်တွေကြားနေရပါတယ်တဲ့ဘိုက်တင်းပြီးတော့ရင်ဘတ်တင်းတာ ရှင်မတင်းပြီးတော့ညဘက်ကြရင်တဲ့ byte ထဲမှာတဲ့အစာချေသလိုတဲ့အဲအဲအတန်တွေကြားနေရပါတယ်တဲ့ဟုတ်ပြီရှင်ဘက်ကလည်းညဘက်ချမ်းကပိုတင်းပါတယ်တဲ့အဲ့ဒါတော့အသေးနဲ့ပတ်သက်နေမယ်နော်ဟုတ်ကဲ့ဆရာကြီးနော်အသေးနဲ့ပတ်သက်လေမညာပဲချမ်းသာဆိုရင်လည်းအစာလည်းမကြည်ဘူးဆိုရင်လေဟုတ်ကဲ့ဆရာကြီးအသေးနဲ့ပတ်သက်တယ်ဆိုတစ်ဆယ်ထည့်ပြောချင်ပါတယ်အကြော်အလုံးရှောင်လိုက်ပါလို့ဟုတ်ကဲ့ဆရာကြီးမင်းစိုးစိုးဤကြွေးစမှုစားဘရားကြောမစားပါနဲ့ဟုတ်ကဲ့ဆရာကြီးမိုးဟင်းကားတို့အတုတ်တလို့စားပါတော်ပြီပေါ့ ုတ်ကဲ့ဆရာခုမြန်မာပြည်မှာပေါ်တယ်လေဟုတ်ကဲ့ဆရာနော်အိမ်မှာကြက်ကြော်ငါးကြော်ဆိုလည်းပဲဖြစ်နိုင်ရပြန်ချက်စားပါဟုတ်ကဲ့ဆရာအကြော်တိုင်းမော်ပါပါနဲ့နောက်ကလေးတွေဥလေးတို့အငယ်စားပြီးတော့လာပြီးတော့လေဘွားတူလေးတွေ့လိမ့်မယ်နော်ဟုတ်ကဲ့ဆရာငါမဟုတ်ကြော်တို့အာလူအကြော်မျိုးစုံပဲအဲ့ဒီပြီးလေမစားပါနဲ့ပြောချင်တာကတော့အကြော်ရှောင်းပါဟုတ်ကဲ့ဆရာဖြစ်နိုင်ရင်အေးရဒေဦးတော် ရေးဆေးပြီးတင်ထားနိုင်အောင်ပါတယ်လို့အဲ့လိုထိဆရာအကြံပေးခြင်းပါတယ်ဟုတ်ကဲ့ပါဆရာဘာကြောင့်ဆရာအဲ့လောက်ဆွေးရင်တကြီးပြောရတယ်လို့မေးရင်ယောဂနှစ်ခုဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ဆရာတာတို့အရွယ်မျိုးသားတွေမှာတိလီဖြတ်တတ်ပါတယ်ဟုတ်ကဲ့ဆရာလီမဖြတ်ရင်လေပြက်တာပန်းတိပန်းညိုဆိုတာဖြစ်တတ်ပါတယ်ဟုတ်ကဲ့ဆရာနော်အဲ့နှစ်ခုစလုံးဟာအမျိုးသားတွေအတွက်အသက်ရှင်နေတဲ့ဘဝတည်သွားတဲ့အဖြစ်ရောက်တတ်ပါတယ် ဟုတ်ကဲ့ဆရာကြောင်မလို့အဲ့ဒါကိုရှောင်ပြစ်အောင်ရှောင်ပါအသည်လဲရှင်ဘဝလဲရှင်နေပါစီလို့သူဆက်ရေးထားတာဆရာကြီးဂုတ်လက်ပြင်နောက်ကျောခါးတွေလဲတင်းပြီးနာပါတယ်တဲ့ဂုတ်ဂုတ်ရဲ့လက်ပြင်ရဲ့နောက်ကျောရဲ့ခါးတွေရဲ့ဟုတ်ပါတယ်တင်းပြီးနာနဲ့အကျောတွေတက်နေမှာပေါ့နော်ဆရာကြီးလက်ဖွားတွေလဲပူပါတယ်တဲ့တကောလုံးလဲပူဆက်ဆက်ဖြစ်နေပါတယ်တဲ့ဝင်းသွားလဲနဲပါတယ်တဲ့ဟုတ်ပြီသမင်းမစာလို့တဲ့မစာပဲ မစားပဲတဲ့စားနေရတယ်လို့ဖြစ်နေပါတယ်တဲ့အဲ့ဒါအဲ့တော့ထုံးစံပဲဒေတာတစ်ခုနဲ့တစ်ခုအပြောင်းကြတော့ဟုတ်ကဲ့ဆရာရှားတိဥလူလည်းပြောင်းဟိုမှာစားသုံးတဲ့အစာအာဟာရနဲ့ကိုဒီမှာစားသုံးတဲ့အစာအာဟာရမတူနိုင်ဘူးလေဟုတ်ကဲ့ဆရာမတူနိုင်တော့ဆရာကြီးတော့ပြောချင်ပါတယ်မနေ့စားဝအောင်စားဟုတ်ကဲ့ဆရာညနေစားကြအဖက်မစားနဲ့တော့ဟုတ်ကဲ့ဆရာအပြုတ်ပဲတော့စံပြုတ်လေးတောက်မယ်မြူဆန်တောက်မယ်ကြာစံပြုတ်လေးတောက်မယ် ကျိုးပြိုလေးတောက်မယ်အဲ့လိုအပြုတ်ကြောက်ပဲညနေကိုတောက်ပါနေတော့အစာစားပါအဲ့လိုစားလိုက်ရင်ကိုတာယောဂါဘာမှစီးတောက်ဆရာမလို့ပဲတက်တာတော့မှာပါကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလို့အစာဝအနာကင်ပြရှင်ကြပါစီဗျာ